ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်။ဇာမုံလာပြည်နေလေးမှာတက်မိုးရှိရဲ့အရာတွေကိုစောင့်သိမ့်ပိုက်မုံဒီတော်သူများကိန်းကလာရောက်ကဲသူအေးချမ်းချင်းမျိုးပြည်သူတော်နေရမြောက်ကိုပိုင်ဆိုင်နိုင်ကြပါစေလို့ကျွန်မကဆုမွန်အောင်တောင်းလိုက်ပါရရှင်။ဒီနေ့ကတော့ဇာမုံလာပြည်နေဖြစ်တဲ့အတွက်မင်းတိပူလေးတုံမယ်ပေါ့နော်။အားလုံးပဲလိုက်ကြည့်ပေးကြပါအောင်ရှင်။ဒါဒီဥပ္ပဝါရမြင်တဲ့အတိုင်းပါပဲရှင်မဲသလီပူးလေးခြံရှိမှာ ပွင့်တာအရန်လှနေလို့တပ်ပုံလေးလေးရိုက်ထားလိုက်ပါရဲ့အမှတ်တရအနေနဲ့ပါရှင်ခူးစားလို့လောက်လောက်တဲ့အနေထားမရှိတဲ့ကျမကတော့သေးသေးလေးရပဲဝင်လိုက်ပါရဲ့အရင်ဆုံးမင်းလေးကလေးတွေကိုပြုတ်လိုက်မယ်တက်တော်နီဥပလေးတွေကိုခွာထားလိုက်မယ်ပေါ့နော်ခွာထားပြီးရင်ပပလီမယ်တက်တော်နီလေးလှီးပြီးရဲ့အခါမှာမင်းသလီကလေးတွေကိုညက်သွားအောင်ထောင်းမယ်ပေါ့ရှင်ထောင်းပြီးသွားပါပြီဘယ်စံကြောင့်မဟုတ်ကလေးထည့်မယ် ပြီးရင်တော့မြေပဲမုံလေးပေါ့မြေပဲလော်လေးကိုထောင်းထားလေးအဲ့ဒါအဲ့ဒါလေးကိုထည့်မယ်ပေါ့ရှင်ပြီးရင်အချုံမုတ်ထည့်မယ်စီကြက်ထည့်မယ်စီကြက်လေးကိုရွှေရွှေလေးထည့်မယ်တလီပူကနည်းနည်းခါလို့ပေါ့နော်ခါတဲ့အရသာလေးကိုအစိမ့်ပတ်ပြအောင်လို့ပါပြီးရင်ငရုတ်သီးလော်မုတ်ကလေးထည့်ပါမယ်ရှင်သမီးလေးကတော့တခါမှမမြင်ဘူးလို့တေးချာကိုကြည့်နေတာစိတ်ဝင်တစားနဲ့ မအေကိုလည်းဘာကြီးမေးကျင်နေရလဲတော့မသိပါဘူးရှင်အတင်းကိုကုတ်ပြီးခေါ်နေတော့ရတယ်။အပြာကြီးလေးထည့်မယ်။အောင်းထည့်ပြီးသွားရင်တော့ပဲမုံပဲမုံအကြက်ကလေးထည့်မယ်ပေါ့ရှင်။ပြီးတော့အရင်တော့တမရည်လေးကိုညှစ်လိုက်မယ်အကုံလုံးကိုတမအောင်ရောနေပါမယ်ရှင် ကျွန်မကတော့အိမ်မှာစားမှာတော့လက်အိမ်မတုံးတော့ပါဘူးเนาะကြီးရှုသူတွေတီးခံပြီးကြီးပေးကြပါလို့အားလုံးတုတ်ပြီးတော့ပါပြီကြီးရှုပေးသူတယောက်ချင်းတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်